ားကြီးရှိမှအရင်လုပ်ထမှာဖြစ်ပါတယ်အဓိကတော့ဒီအခုလုပ်ရှင်ဖြစ်ပါတယ်ဆိုတော့အဲဒါလေးကိုလည်းအားပေးကြဖို့ရည်ရတောင်းဆိုချင်ပါတယ်စန္ဒီမြင့်လွေရဲ့သရုပ်တော်မြောက်အရံဖြစ်တဲ့ကွင်းဟာဆိုရင်2015ခုနှစ်မှာအော်ဒီယိုဖြစ်ထွက်ရှိထားတာဖြစ်ပြီးလာမယ့်ဇန်နဝါရီလထဲမှာတော့ music video ဖြစ်ထွက်လာဖို့ရှိပါတယ်။ Green Apple မှာ တရှင်ကိုဖို့ပါဝင်ပြီး RD Expo ဒီနီခင်စောတို့အားဖြင့်ပြသထားသလိုတရေးဖြစ်တဲ့ကိုလေးလွင်ဖိုးကာမုတ်တက်ရောက်ကျက်စားတဲ့တရေးတွေကရင်းဆက်ပေးထားပါဗျ။ Queen ဆိုတဲ့ event နဲ့ပတ်သက်ပြီးရောင်းရသမျှကိုလှူဖို့စိတ်ကူးပေမဲ့ online ရဲ့ပြန့်နှံ့မှုကြောင့်ရောင်းအားနေသွားနိုင်တာမို့ Queen logo ပါအင်ကြီးကိုရောင်းရတဲ့ငွေချင်းနဲ့တူရန်သွားမယ်လို့ဆိုပါဗျ။ဓမ္မဒိဋ္ဌိစင်တာပရာဟိတအနေနဲ့ကြဒီအခွေရထွက်တဲ့ခွေရရတဲ့အဲဟိုဟိုငွေကြီးကိုအလှလှုပ်ချင်မိမယ်လေ ဖွေရအခုသိတဲ့အတိုင်းပဲပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကြာလဲခုတ်ခုပေါ့နော်ခုနောက်ပိုင်းကြာလဲ online အနေဖြင့်ချိချာအများရယ်ပေါ့နော်ဆိုတော့အခုရောင်းအားကြတော့အဲ့ရနေရောင်းရတာနေရောင်းရတဲ့ပတ်စံနဲ့တိတိတို့ကဟိုရိုက်ကူးရည်တွေနဲ့ အဲ့လိုမျိုးကတိတ်ပြီးတော့ဟိုဟိုပြန်ပြီးလှူကတန်းရလောက်အောင်ငါအမျက်ကြီးအဲ့လောက်ကြီးမဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီဒီစင်နာပေါ့နော်အဲ့ဒါဆိုတော့ဒီဒီဒီ man man ဆန် woman ဆိုတဲ့ဆက်ယုံနဲ့ပေါင်းပြီးတော့သူတို့ကလည်းသူကလည်းအင်ချီထုတ်တယ်ဒီဒီ queen logo လေးနဲ့အင်ချီလေးထုတ်ပြီးတော့ရားတဲ့ပစံကိုဒီဒီတော့သူအမျက်တွေအကုန်လုံးပြုအလူအတွက်စနေမြင့်လို့လုပ်မဲ့အစီအစဉ်ကိုပရိသတ်တွေရောပရဟိတလုပ်ငန်းမှာထမြောက်စီတာကြောင့်မုဒိတာစကားပွားခဲ့သူကညီမဝင်းကဲဆိုးပြစ်တဲ့စင်ပါ ဟိုနေ့စိတ်နဲ့စိတ်နဲ့အင်ကြီးလေးထောက်တယ်ဆိုတာသူချစ်တဲ့ပြိဿအတွက်ကောဟိုရမ်းပြောင်းကြမဲ့အစီအစဉ်ပါ။နောက်ပြီးတော့ဒီတိုင်းရတဲ့အနေနဲ့ပရာဟိတလုပ်မယ်ဆိုတာအဆိုပြရတော့တကယ်ကိုအရန်ကိုဒီပေါ်ကြပါလား။စန်နီမြင့်လွေရဲ့ Queen MDB မှာသချင်းရီအတွက်နဲပင်မဲ့သချင်းတွေပေါ်အားထုတ်ထားတာကြောင့်ပြိဿတွေအနေနဲ့မူရင်းခွေကိုအားပေးခြင်းဖြင့်လူပညာရှင်တွေအတွက်ထမှန်ဖန်တီးစရာတွေဖြစ်စေတယ်လို့ဆိုပါတယ်။ ဟိုမက်ဒီဖူရကောင်းပါတယ်ကောင်းပါတယ်ဆိုတော့ကျွန်တော်လည်းထောင်ပြတဲ့အခါမှာသဘောကျတယ်သူ့ဖူရရှင်းပြောတယ် Elvan လို့ပြောနေတယ်ဟို EP တိုက်ပါတော့ဟိုအချင်းနေမယ်ဒါပေမဲ့အာ music video ဖန်တီးရတဲ့အချိန်မှာသူအားတော်တော်ဖန်တီးရတယ်ကျွန်တော်မြင်လာနောက်အခုဒီ holy music video ကိုသူတခြားဖန်တီးရတယ်အဲ့တော့ကျွန်တော်မြင်ရတော့နားထောင်ကြည့်ပါပြီးတော့ဝယ်ပြီးတော့ကြည့်ကြည့်ပါ ဘာလို့လဲဆိုတော့ original အားပေးဖို့လည်းလိုတယ်နောက်ပြီးတော့ဟိုပရိသတ်ဘက်ကနေပြီးတော့ဒီလူပညာရှင်တွေပြန်ပြီး support ပေးရတဲ့ရောက်တယ်ပေါ့နော်အဲ့တော့မှလည်းဒီလူတွေကကိုယ့်ရဲ့ mood ကကိုယ်ကြီးအဆင်ပြေလာပြီးတော့နောက်ထပ်ပိုပြီးကောင်းတဲ့ဟာတွေထုတ်နိုင်မှာပေါ့နော်အဲ့တော့အားပေးကြပါဦးပြောချင်ပါတယ်ဟုတ်ဒီခွေကိုလာမယ့်ဇန်နဝါရီ9ရက်နေ့မှာဖြန့်ချီမှာဖြစ်ပြီးဖေဖော်ဝါရီလထဲမှာ1 lady show ကျင်းပသွားဖို့လည်းရှိနေပါတယ်